မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။နဝေမာတရနေ့ညရရှိထားသောသတင်းတွေကိုကျမခွန်မင်ဂျီလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်။ကိုလံဖူးဒေတာမှာပြည်သူစစ်တပ်များသက်ဆွေးနေတဲ့နေရာနှစ်ခုကို KIA ပူးပေါင်းတပ်တွေတင်ပိုက်ပြီးနောက်စစ်ကောင်မရှင်ဘက်ကစီရင်အားဖြစ်တင်ထိုးစစ်ဆင်မှုတွေပုံမလုံးဆောင်နေကြောင်းသိရပါရရှင်။ ်ကရင်ပူပေါင်းတပ်တွေအောက်တိုဘာ28ရက်နေ့မွားကြလောပြည်သူစစ်နှင့်နမ်ကျင်းပြည်သူစစ်တွေရဲ့တပ်စခန်းနနေရတင်ပတ်ရရှိကြောင်းတရားပါရရှင်ပူဇော်မြို့မှာတက်ဆွဲနေတဲ့ခလာရ46တပ်ရင်းတွေစစ်ရင်အားနဲ့လက်နက်များဖြစ်တင်းတာတွေလှုပ်ဆောင်နေကြောင်းဒေသခံများကပြောပါရယ်ကျန်ရင်ပူပေါင်းတက်တွေအော်တိုဘာလအတွင်းခေလွန်ဘူးဒေတာရှိပြည်သူစစ်တွေရဲ့စခန်းလေးခန်းကိုတင်ပတ်ရရှိခဲ့ပြီးနောက်စစ်ကော်မရှင်ဘက်ကပူတာအိုဖကန် ဝိုင်းမော်ဗမော်ဒေရတွေမှာလီချောင်းနဲ့ဘုံကျဲတက်ခိုင်မှုတွေဆက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်တနိုင်းကချင်ရိုးရာရင်ကျင်းမှုနှင့်စာပေအဖွဲ့အစည်းများမှဦးဆောင်လျက်ရိုးရာနေခရာတိမုတ်တင်တန်းကိုအောက်တိုဘာ14ရက်နေ့မှ30ရက်နေ့အထိဖွင့်လင်းတင်ကြားပေးကြောင်းတာဝန်ရှိသူများထံမှသိရပါဗျ။နေခရာတိမုတ်တင်တန်းကိုတနိုင်းမြို့ရှိမနောကွင်းတွင်တင်ကြားပေးပြီးနေခရာ မုတ်ပညာကိုတာမကတခြားလက်မှုပညာများကိုလည်းတင်ကြားပေးကြောင်းကချင်ရိုးရာယဉ်ကျေးမှုဆိုင်ရာစာပေအဖွဲ့အစည်းရဲ့တာဝန်ရှိသူများ၏ပြောပြချက်အရာတည်ရပါတယ်။နေခရဆိုတာဟာကချင်လူမျိုးများရိုးရပွဲမနောပေတော်များတွင်အိုးစီဘုံမောင်းများဖြင့်တိခဲရသည့်ဒုရိယတမျိုးဖြစ်ပြီးယနေ့ခေတ်တွင်နေခရတိမိုတက်တီတူများဟာမရှိတလောက်ဖြစ်လာပြီးဖြစ်တာကြောင့်နောင်လာနောင်သားများတမ္ပူထားထင်းထင်းတိမိုတက်ရန်တင် जा ပေကြောင်းလည်းတည်ရပါတယ်။ တတိုင်းကချင်ရွာရင်ကျေးမှုဆိုင်ရာစာပေအဖွဲ့အစည်းနဲ့တတိုင်းမြို့အတွင်းကချင်လူမျိုးများတံပိုးထားတော့ရိုးရာရင်ကျေးမှုများနဲ့ဆိုင်တဲ့တခြားပြည်ငံရဲ့များကိုလည်းတင်တန်းပေးတင် जा ပေးလျက်ရှိကြောင်းသိရပါတယ်ရှင်။လေဇာမြို့အတွင်းရှိအုတ်ချုပ်ရေယုံရေတပ်ဖွဲ့ယုံစီပင်ယုံလူဝင်မှုကြီးကြပ်ရေယုံမိတပ်ယုံနဲ့ဂျမရေးဌာနမှတာဝန်ရှိသူများပူးပေါင်းကာ ောက်တိုဘာ30 31ရက်နေ့နေ့ရက်ဆက်တိုက်ရက်လွန်စားသောဂုံစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။အခုလိုပြုလုပ်ရခြင်းအားဗီဒူတွေရဲ့ကျမရေးကိုမတိခိုက်စေရနဲ့မြို့အတွင်ရှိဗီဒူများကြင်ကြမ်းမမာနဲ့နေထိုင်ဖို့ရန်တန်ရှင်းတရက်မှုကို ပိုပြီးနားလည်လာဖို့ရန်ရည်ရွယ်ကပြုလုပ်ရခြင်းဖြစ်တယ်လို့တာဝန်ရှိသူတွေပြောပါတယ်။ရက်လွန်စားသောဂုံများရောင်းချနေဒီကိုစစ်ဆေးတွေ့ရှိပါကသက်ဆိုင်ရာတာဝန်ရှိသူများမှတင်ကျပ်စွာအေးအေးယူဆောင်ရွက်တွားမည်ဖြစ်ကြောင်းနဲ့ ငွေကြေးတန်နှစ်ဆပေးဆောင်ရမည်ဖြစ်ကြောင်းမလိုက်နာပဲဆက်လက်စစ်ဆေးတွေ့ရှိပါကစိန်ပိတ်ပြင်းတဲ့အထည်လှူဆောင်သွားမည်ဖြစ်တယ်လို့တီးရပါတယ်။သိသိရမိတဲ့ရက်လွန်စက်တော့ကုံများကိုလည်းနှိရှုဖြစ်စီလိုက်ပြီးဖြစ်ကြောင်းတီးရပါတယ်ရှင်။စစ်ကောင်စီဘက်ကကျင်းပပြုလုပ်သွားမယ်ရေကောက်ပွဲကြောင့်လေရင်ကွင်းနဲ့နေဆက်ကိူးတွေကိုလုံခြုံရေးပုံမူတင်ကြထားကြောင်းတီးရပါတယ်ရှင်။ စစ်ကောင်စီကကျင်းပပြုလုပ်ထားမဲ့ရေကောက်ပွဲတွေအနောက်ရှက်ဒစုံတွေရာမရှိစေဖို့ရင်းနှင့် နိုင်ငံပြည်ပထွက်လူများမရှိစေရန်လုံခြုံရေးတိကျက်ထားတယ်လို့လည်းတီးရပါဗျ။ရန်ကုန်လေရင်ကွင်း runway ကိုပြင်ဆင်မှုမှန်နေတာကြောင့်အောက်တိုဘာ29ရက်နေ့မှဒီဇင်ဘာ31ရက်နေ့အထိလေရင်ဖြင့်ခရီးသွားပို့ဆောင်ရေးတွေကိုနလတိတိရနာထားမည်အကြောင်းကိုမိုင်လီကျောင်းမှကြေညာထုတ်ပြန်ထားပါဗျ။ အခုလိုမျိုးနေဆက်ကိတွေကိုလည်းဝင်ထွက်လုံးချုံရည်တင်းမာထားပြီးမယုံတင်ကလူစုံတရားတွေ့ခဲ့ရင်လည်းဖန်စီဖို့နဲ့နေဆက်ကိတွေကိုလည်းရစ်ကောက်ပွဲပြုလုပ်နေစဉ်အတွင်းလူဝေလူထွက်တွေတေချာစစ်ဆေးတင်ကြဖို့အတွက်မြောက်လိုင်းကအမိန်ထုတ်ပြန်ထားကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှသိရပါဗျ။နိုင်ငံတော်အာဏာကိုတင်ပိုက်ထားတဲ့စစ်ကောင်စီတပ်ကရန်ကုန်မန္တလေးနေပြည်တော်နဲ့အချို့နိုင်ငံခြားလေကြောင်းတွေကိုထိန်းချုပ်ထားနိုင်တော်လဲ အင်းဒီချင်းနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံနဲ့ဆက်တွယ်ထားတဲ့ကချင်ပြည်နယ်အတွင်းရှိတဲ့နေဆက်ကိတွေအားလုံးကိုတော့ကျန်ရီကထိန်းချုပ်ထားတာဖြစ်ပါရဲ့ရှင်။ယခုအချိန်တွေလည်းစစ်ကောင်စီတပ်ကတူချင်းပပြုလုပ်တဲ့ရေကောက်ပွဲနဲ့ပတ်သက်၍ကန့်ကွက်ပြုဆိုနေတဲ့သူတွေကိုလည်းအဆက်မပြတ်မတရားဖမ်းဆီးအရေးယူစစ်ဆေးမေးမြန်းမှုတွေလှုပ်ဆောင်နေကြောင်းသိရပါရဲ့ရှင်။နားဆင်ခဲ့ကြတဲ့မြပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။